ာပြည်သက်တို့ရေဒုဒုကစီစီကနေပြန်လဲဆွစလိုက်ပါရှင့်ညီမကတော့ဒုဒုကနေဆက်သူစုစုပဲဖြစ်ပါတယ်အဲစုစုဒီနေရာရှိနေတဲ့နေရာကတော့အောက်မြန်မာပြည်ရဲ့ပြင်ဦးလေမြို့လို့တင်စားခေါ်ရတဲ့တန်လှင်ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီတင်စားချက်ကဘယ်ကနေလာလဲသိလားဟုတ်ပါတယ်ဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရဲ့တငယ်ချင်းလိုပဲဆက်ရခေါ်မိခိုင်းဆိုတဲ့စာအုပ်တွေကနာမည်ကြီးစကားလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှင်တော့ဒီနေ့ဒုဒုကအစီအစဉ်ကဘာဖြစ်မလဲဆိုတော့ခံမမိကြလား ဟုတ်တယ်ဒီနေ့စစရဲဒိုဒိုကိုအစီအစဉ်ကအာဒီဆရာကြီးတက္ကသိုလ်ဖုန်းနဲ့တငယ်ချင်းလိုပဲဆက်ယူခေါ်မိခိုင်းဆိုတဲ့စာအုပ်တွေကနေရာတွေကိုလက်တွေ့မှာတွားရောက်လေ့လာကြည့်မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးစစရောဒီအာတောင်းအောင်လေးလာခင်မှာမောင်နဲ့ခိုင်တဲ့အကြောင်းတွေကိုလည်းမတူးဆခင်ဆရာကြီးတက်ကတော်ဖုန်နိုင်နေရောအရင်ဆုံးတက်ကြည့်လိုက်အောင်ရေလိုက်ခဲ့နော်အဲ့ချင်းအဲ့ချင်း follow up လုပ်ရမယ်ငွေကြေးကိုပဲဆက်ရွေးခေါ်မိခိုင်း ဟောပြင်းဦးလေဒီလိုက်လေအရန်ကိုတာရတာပဲဒီလားအော်တကယ်တကယ်ပြုံးနေရောက်နေတယ်လို့ပဲပြုံးနေ vibe လေးခံစားရတယ်။လောကအဲခြံဝန်းလေးတွေနဲ့အိမ်လေးတွေနဲ့အပင်လေးတွေနဲ့ဆိုတော့လေလောကစိမ့်တန်းဆုပ်ပြေးပြီးတော့ရမ်းလိုက်တယ်။ပြင်းနေပါပါဘော။ကဲအခုစစလမ်းမရောက်ဝင်လာလိုက်လို့ရှင်အရန်တော့မဝင်ရအောင်။သူက5မိနစ်10မိနစ်လောက်ရှောက်တာနဲ့ရောက်ပါပြီ။အခုစစဆရာကြီးအင်ရှင်ရောက်ပြီပေါ့နော်။ အဲအိမ်ထဲတော့ဝင်လို့မရပါဘူးတော့မရှိဘူးအဲ့တော့အခုစစအာအင်ရှိမှာပဲရက်ပြီးတော့ပြက်လိုက်မှာနော်အခုဆရာကြီးရဲ့အိမ်ရကြတော့ဘယ်လိုလဲဆိုတော့အဲလူထွက်လာရဲ့နည်းနည်းလက်ပါလူရှိဦးတင်လို့လဲလူရှိရဲ့အဲစစကထွက်လာတာဘယ်သူလဲဆိုတော့ဆရာကြီးတက်ကတော့ဖုန်နဲ့ရဲ့တမီးအရင်ပေါ့နော်အသက်80ရှိပြီလို့ပြောရဲအဲ့တော့ ကြုံတော့ကြုံငယ်စုံရတာပေါ့နော်အဲစုမေးကြည့်ရတော့ဆရာကြီးကအများရန်စာအုပ်တွေထဲမှာဆန်နေရထည့်ယူရဆိုတော့ဒီအထက်မှာဆန်နေရရှိလားလို့ဆက်စုလိုက်တာဆန်နေရမရှိပါဘူးအိမ်ပုံစံလေးကတော့သူကဒါမွန်ခြေတန်းရှိဦးမှာလောကခေါင်းနှစ်ထပ်အိမ်လေးပေါ့နော်အာဒီအိမ်ထဲကနေပြီးတော့ဆရာကြီးကဒီမြန်မာတပီလုံးကိုကန်လုံးတဲ့စာအုပ်တွေဘယ်နှုတ်တောင်ရေးရလဲမသိဘူးနော်တကယ်တကယ်အထက်မှာဘယ်လိုရှိနေလဲမသိဘူးအဲပြီးတော့အစုမေးကြည့်လိုက်တည်းရည်လားဒီတကယ်ကြီးလို့ပဲဆက်ရခေါ်မိခိုင်ဆိုတဲ့စာအုပ်တွေကအိမ်ကဒီအိမ်တော့မဟုတ်ဘူး အဲတကယ်လို့တကယ်ရေးထားကြတော့ကဒီမောင်ရဲ့အိမ်ရဲ့ခြံရင်က၄ ఏ ကကျဲလို့လည်းပြောပြီးတော့သူ့အိမ်ဘေးကိုခံရပြောင်းလာတာ哦အဲ့တော့သူ့ထင်ရတဲ့လောက်ကတော့ဒီဒီနာဝင်းကျင်လောက်ပဲရှိမယ်ပေါ့နော်အပြော်ဆရာကြီးကလေဆရာကြီးဒီအင်ရှေ့တက်တဲ့မှာဒီဓမ္မရောင်ကြီးဖုံကြီးတောင်လည်းရှိရဒီဖုံကြီးမှာဆူဆော့တွေ့လိုက်တည်းရဒီဆရာကြီးတက်ကတော့ဖုံနိုင်နံမယ်နဲ့အလှူရှင်ကပီးလဲဆူတွေ့လိုက်တည်းအဲ့တော့ဆူတို့ဆက်ပြီးတော့လည်လာကြလည်လာကြ Let's go ါအခုဆိုလို့ရှင်ပေါ့เนาะအခုဒါစုစုရောက်နေနေရကတော့ဒီစိုက်ဘော်ဒီဇေဒီရှိရယ်စိုက်ဘော်ဒီကုံရောက်နေရပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှင်ဒီဘက်မှာဒီဘက်မှာဇေဒီပထိုးတွေရှိရယ်အဲဒီဘက်မှာရှစ်မှာဆိုလို့ရှင်ဒါဖုံကြီးကြောင်းဆရာကြီးအင်တယ်လည်းအရန်မူအာဒီဒီနေရာကိုဒီနားကခေါ်ကြရတော့ကဒါစိုက်ဘော်ဒီအရှိချောင်းလို့လည်းခေါ်ကြရတယ်အဲ့တော့ပြောချင်တာကအခုပြောချင်တာဒီနေရာလေးကလုံးဝဟိုခိုင်နဲ့မောင်နဲ့အမတ်တရရဲ့အများကြီးရှိတဲ့နေရာလေးလည်းဖြစ်တယ် ဘာလို့လဲဆိုတော့ဒီခိုင်ပေါ့နော်ဒီဝိထုတရားကောင်းပါလိခိုင်ရဲ့ဒီတန်လျင်ကိုမရောက်ခင်အဲရောက်ချင်းတန်လျင်ကိုရောက်ချင်းညမာတယ်သူကညဘက်ကြီးထွက်ပြေးသွားတယ်အဲတော့လူကြီးတွေအကုန်လုံးကဘာလို့ပြောမလဲစိတ်ပူကြပါဘောကွာဒီမှာအရန်စိတ်ပူပြီးတော့လိုက်ရှာလိုက်ရှာလိုက်ရှာတယ်နောက်ဆုံးမှာပြန်တွေ့လဲဆိုတော့ဒီမှာမြင်တွေ့ရနော်အဲ့ကောင်မလေးကိုတဲ့ဒီကြိုက်ဘောကြီးကောင်မှာပြန်တွေ့ရလို့ရေးခဲ့ရတယ် um ခါရလာလဲလာခြင်းစရာပဲလေဘာလို့လဲဆိုတော့ခုစစဒီနေရာကိုရောက်တာအောင်ပါလေရင်ထဲမှာအရန်အောင်မှာတော့အေဂျင့်မျိုးလေတိတ်ဆိတ်ပြီးတကယ်ကိုဘယ်လိုပြောမလဲတတရာရှိရဲ့အဲ့တော့ဒီနေရာလေးကိုတော့ဆိုအရန်သဘောရတယ်စစလေးဒီလားစုဒီဝတ္ထုဖတ်တုံးကလုံးဝမြင်အောင်ထားတဲ့နေရာနဲ့အခုတကယ်စုလက်တွေ့ရောက်တာတော့ဒီနေရာကလေလုံးဝပထထဲနေပါပဲကြာအဲ net တွေ့ကြလို့လာကွာဒီအဆောက်အဦးတွေလုံးဝပြောင်းရင်ပြောင်းလဲရအောင်မယ်ဒါမဲ့အဆောက်တွေရဲ့ vibe ကိုအခုလည်းဒီစုစုမိနေရောမယ် ဒါကလည်းပေါ့နော်ဒါကဒါဆရာကြီးတက္ကသိုလ်ဖုံနိုင်ရဲ့စမ်းစာသူရေးတဲ့စာအုပ်တိုင်းကိုဖတ်ကြည့်လို့ပေါ့လုံးဝဒီဝတ္ထုတွေကနေရာတွေကိုကိုယ်တိုင်တန်းပြီးရောက်သွားပြီးခံစားရတယ်။ဒီတန်တရာဖတ်နေရဆိုလို့ရှိရင်လည်းလုံးဝဆရာကြီးကလုံးဝဆရာတက်ဆိုးတော့အဲ့တော့စစကလည်းရွတ်တွတ်ပြီးတော့အခုမောင်နဲ့ခိုင်တဲ့အကြောင်းကိုပြီးတော့မောင်နဲ့ခိုင်တဲ့အဲသွားခဲ့တဲ့နေရာတွေကိုစုကလိုက်ပြီးခြေရလိုက်ခံတယ်လာကြည့်ရဲအဲစုလိုပဲမမေ့နိုင်တဲ့သူတွေလည်းဒီတန်လင်းအထီအောင်လာပြီးတော့ပေါ့နော်အရှိန်မှလာပြီးတော့အဲ့လိုလာကြည့်ကြတဲ့လူတွေရှိရဲဆိုတော့စုအဲ့လူတွေကိုလည်း credit ပေးပါရနော် ဒီเจ้าကဒါခိုင်ထဲမှာနေတက်ခဲเจ้าပေါ့เนาะဒါဆရာကြီးတုတ်တော့ဖုန်းနဲ့ကိုယ်တိုင်လေဒီเจ้าမှာပဲတက်ခဲอ่ะအရင်တော့ Serial Matter High School လို့ခေါ်တယ်အာအခုကတော့အရက်ကနေတက်နေပေါ့เนาะအာ Serial ဆိုတာကလေအရင်တော့ကဒါတန်မြေကိုအင်္ဂလိပ်တွေခေါ်ခဲ့တဲ့နာမည်အာ Serial Name လေးထဲမှာကဒီသုံးကွာတို့ခိုင်ရန်ကြောက်တန်းမြို့နယ်ပဲဒါပေမဲ့အခုတော့အကုန်လုံးကကွဲထွက်ကုန်ပြီးတော့တန်နေဆိုပြီးတော့တက်ဖြစ်သွားတာပေါ့ ကဲအခုစိုးစိုးအရောက်ရှိနေတဲ့ဒီလမ်းလေးရပါတော့လုံးဝခိုင်နေမောင်းနေမောင်းနေခိုင်နေလုံးဝရင်းရင်းနှီးနှီးခေခေမဲမဲကြောင်းအတူတူသွားခဲ့တဲ့လမ်းလေးပဲဖြစ်ပါရဲ့အဲလမ်းလေးကလေလုံးဝအေဂျင့်သားရမျက်ခင်းစိတ်နေနဲ့အရန်ဟိုမှလာတယ်ပြီးတော့လေ location အရောက်ဆိုလို့ရှိရင်ကွာအိမ်နဲ့လည်းအရန်မဝေးဘူးအိမ်နဲ့အဲကြောင်းနဲ့ဂျားလေးကလမ်းလေးပေါ့နော်အဲစိုးစိုးခုရှောက်တာရှောက်နေရတယ်အဲ့လိုမျိုးကခိုင်နေမောင်းရဲ့ခြေရောကွာအဲ့လိုတစ်ထက်တည်းနင်းနေရတယ်လို့ခံစားရတယ် ကိုကဒီဝိထုအကြောင်းကိုလည်းသိရဲပြီးတော့အဲကိုကတကယ်စိုက်တဲ့သူဆိုလို့ရှိရင်တော့ကွာလုံးဝအရင်ဖေးပဲကွာမိုက်တယ်ကိုဒါကတော့ဒါစုစုပြီးတော့ဒါလမ်းမကြီးပေါ်မှာပေါ့เนาะကြောင်သွားရင်းနဲ့သွားတာခိုင်နဲ့မောင်နဲ့ပြုတ်ကြခဲ့ရဲ့ခြောက်ကတော့ဒီဒီဒီခြောက်ပဲ အဲ့တော့ဒီတလန်လုံးမှာဆိုဒီဒီကြောက်ကအနက်ဆုံးပဲအာအခုတော့ဒီကြောက်ထဲမှာအိမ်လေးကြီးလဲစောက်ထားတယ်အဲဒီကြောက်ထဲကတော့ခိုင်တဲ့မှာကတော့ပြန်တက်လို့ရခဲ့ပေါ့နော်အာခိုင်နောက်ဆုံးပြုတ်ကျခဲ့တဲ့ကြောက်ကတော့တောင်ကြီးဒီဟိုလမ်းစိန်နာအဲ့ကြောက်ကြီးပေါ့နော်အဲ့ကြောက်ထဲကတော့ခိုင်ရပြုတ်ကျပြီးတော့ပြန်ပြီးတော့တက်မလာတော့တက်မလာနိုင်တော့အဲ့လိုပြောနေလွမ်းအောင်လမ်းလာယူအဲ့ပေါ့နော်ဒီ တကယ်ချင်းလို့ပဲဆက်ရခါခေါ်မိခိုင်စောက်ထဲမှာဒီမောင်ဆိုတဲ့လူကခိုင်ကိုတကယ်ချစ်တာလားတကယ်မရှိဘူးလားချစ်တာလားမချစ်ဘူးလားချစ်တာလားမချစ်ဘူးလားပေါ့နော်အဲ့ဒါလည်းအခုအခုချိန်ကြီးကိုလုံးဝကွာအာဘယ်လိုပြောမလဲဒရီဟာဖြစ်နေတော့မယ်စိုးထင်တာကတော့အဲ့ကောင်ပလေးတာသူကဘဝအင်းတော့ရင်ပြီးတော့အဲ့လိုမျိုးပါချစ်တယ်လို့လောက်ပြီးတော့နောက်ဆုံးအချိန်ကြီးတောင်မှသူကအဲ့လိုပြောမှတော့အာကတကယ်ပေါ့အဲ့တော့ပရိသတ်ကြီးကိုလည်းဘယ်လိုထင်လဲ မောင်အခိုင်ကိုချစ်တာလားမချစ်ဘူးလားသူကတခါလေးကျတော့တကယ်ချစ်တယ်လို့ထင်တယ်အဲတခါကျရင်လည်းသူ့လူကြီးကတကယ်မချစ်ဘူးအဲ့တော့ပြိတက်ကြီးလည်းဘယ်လိုထင်လဲဆိုတာကိုစူစူကိုမတ်မှာအမှန်သွားပြီပေါ့နော်ကဲဒီနေ့စူစူကတော့ဒီဝိထုရဲ့ဆွဲဆောင်မှုနဲ့အတူဝိထုရဲ့နေရာတွေကိုတကယ်အမြင်နဲ့တွေ့မှရောက်ရှိခဲ့ပါပြီအဲ့တော့ဆရာကြီးတက်ကတော့ဖုန်းနဲ့ပြိတက်ကြီးအားလုံးလည်းတင်းနဲ့နှစ်သိမ့်တယ်လို့ပြောလို့မိပါတယ်ရှင်အမားတစုံတရာပါခဲ့လို့ရှင်လဲစူစူခွင့်လို့ပြပါအောင်နော်ဒီနေ့တို့တို့က ီစဉ်လေးရကြတော့အရင်အစီအစဉ်နဲ့မတူပဲတမူထူးခြားပြီးတော့ဝတ္ထုတွေရနေရာတွေကိုတကယ်အပြင်လက်တွေ့မှာဘလို့ရှိလဲဆိုတာကိုသူတို့အတူတူတောက်ရလေ့လာကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့သူတို့နောက်ထပ်နောက်ထပ်နောက်ထပ်တွေမှာလည်းသူတို့ကဘလို့အစီအစဉ်တွေဘလို့မျိုးပြင်ဆင်အောင်မလဲဆိုတာကိုပြည့်တက်တဲ့အားလုံးပဲဆက်လက်ဆောင်အားပေးပါအောင်ရှင်။အားလုံးပဲကြာကြာ